ီညနေအတွက်တော့ငဖဲကိုဘယ်လိုချေရမလဲပြီးလို့ရှိရင်ငဖဲကိုကြော်ပြီးတော့ချင်ဆက်လေးဘယ်လိုတောက်ရမလဲဆိုတာကိုဒီဗီဒီယိုထဲမှာရိုက်ပြထားပါတယ်เนาะဒါကတော့ငဖဲเนาะငဖဲကတော့ဒီမှာကတော့အရင်လက်ဆက်တာမရှိဘူးဒါကတော့ရေခဲရိုက်ပြီးသားပေါ့เนาะအဲ့ဒါရေခဲအရေးပြောင်းထားပြီးတော့ချင်းလိုက်ပါမယ်เนาะဒီငဖဲကိုလေနာနာလေးထုပါမယ်เนาะစိတ်ရှိလက်ရှိနာနာလေးထုပါ ငါဖေကထုလီမာလီသူကနနာထုမာအသားကမီမာလီနဲ့ပုံပြီးစားကောင်းတဲ့အတွက်ကြောင့်အားရပါရထုပေးပါနော်ဗီဒီယိုထဲမှာကြတော့လေတိတ်မပြင်းသလိုဖြစ်တယ်เนาะဒါပေမဲ့အားရပါရထုထားပါတယ်เนาะဒါပြီးတာနဲ့တိတိချာချာရေးစေးလိုက်မယ်เนาะဒီစေးပြီးလို့ရှိရင်လေကြောကုန်းကနေဖွင့်ချရပါမယ်အဲ့ဒီအတွက်ကိုဓာရကကကောင်းဝင်ဖို့အတွက်အပေါ်မှာ အကြီးကွန်လေးကိုနည်းနည်းလေးပေါ့နော်ချစ်ချလိုက်တယ်ပြီးလို့ရှိရင်ဓာတ်ကိုလေထက်ထက်ကလေးအသုံးပြုပါနော်ဓာတ်ထက်မှသာလေဒီအနောက်ကနေခွဲခြားတာအဆင်ပြေပါတယ်နော်ဒီအနောက်ယူကနေခွဲခြားတာကလေဘိုက်နဲ့ခွဲတာနဲ့တူရောမတူဘူးနော်သူကနည်းနည်းလေးတော့ခတ်တယ်ဒါပေမဲ့ဒီငဖယ်ချစ်မယ်ဆိုလို့ရှိရင်ဒီပုံစံလေးပဲခွဲရပါမယ်နော်ဓာတ်ကိုထက်ထက်လေးအသုံးပြုပါ လက်ကိုလည်းပိုပြီးတော့ဂယူဆိုင်ပါเนาะငဖေသားလေးကလီးရတာလည်းလွယ်တယ်ဆိုတော့သူ့အလျားလက်ကြလာပါမယ်เนาะအဲ့ဒါကိုပြက်တဲ့အထိမခွဲချပါနဲ့เนาะဗီဒီယိုထဲမှာမြင်တဲ့အတိုင်းအဲ့လိုလေးချက်ထားမယ်ပြီးလို့ရှိရင်ဇွန်းเนาะဇွန်းကတော့မြန်မာပြည်မှာတုံးနေကြဒီအာရှဇွန်းနဲ့ပဲချစ်မယ်เนาะအင်္ဂလိပ်ဇွန်းအရှိတွေကြတော့တိတ်ပြီးတော့အဆင်မပြေလို့ဒီလိုမျိုးဇွန်းနဲ့ပဲချစ်ပါမယ်အဲ့ဒါကိုအသာအရာလေးပဲချစ်မယ်เนาะ ဗီဒီယိုထဲမှာကရစ်ပြတဲ့အတွက်ကြောင့်မြင်နေပါတယ်เนาะဒါကိုဖြည်းဖြည်းလေးနဲ့တတရရလေးပေါ့เนาะအဲ့လိုမျိုးလေးချစ်မယ်ကကောင်းစားချင်လို့ရှင်တော့ပို့ပြီးတော့စိတ်ရှည်ရတာပေါ့เนาะဒီ zone နဲ့ချစ်တဲ့အချိန်မှာလေငဖယ်ကအယိုးများတဲ့အတွက်ကြောင့်အယိုးလေးတွေပါလာပါမယ်เนาะအဲ့ဒါကိုလက်မှတ်လေးနဲ့ဆန်းဆန်းပြီးတော့တစ်ခါတည်းထုတ်ပေးပါเนาะဒါကိုစိတ်ရှည်လက်ရှည်တလွာချင်းစီပေါ့เนาะတမြောင်းချင်းစီတည်တည်ချာချာချစ်ပါမယ်เนาะ ဒီလိုချစ်ပြီးတော့ကကောင်းလေးပေါ့နော်အဲ့ဒါမှကကောင်းလေးစားရတာပေါ့နော်ဒီငဖယ်ကိုပို့ပြီးတော့လက်စစ်တယ်အထုပ်နဲ့ချစ်ပြီးသားဝယ်တဲ့ဟာတွေကြတော့အစ်စ်ချင်မှစစ်မယ်နော်အဲ့ဒါကြတော့ငါးဘောင်းစုံအသားနဲ့လည်းဖြစ်နိုင်တယ်အဲ့ဒါကြောင့်ကိုကိုတိုင်ကငဖယ်စစ်စစ်ပေါ့နော်ငဆုပ်စားခြင်းလို့ရှိရင်တော့ကိုပါကိုလောက်ပါနှစ်ဖက်စလုံးကိုပထမကအပိုင်းမှာပြထားတဲ့အတိုင်းပဲအဲ့လိုပဲခွဲပြီးတော့ချစ်ပါတယ်เนาะ ဒီငဖယ်ကိုပြစ်ထုတ်စရာမလိုဘူးတန့်ရှင်လောက်ပြီးတော့ဒီငဖယ်ဟင်းကားငဖယ်ဟင်းကျိုးပြန်ချက်လို့ရပါတယ်เนาะဒါကတော့ချစ်ထားပြီးသားရလာတဲ့ငဖယ်အနေထားပါငဆုပ်ရအောင်ဘောเนาะဒါကဂျင်းအသုံးပြုရမယ်เนาะဂျင်းကအညီနဲ့အထိန်နဲ့အတွက်ကြောင့်သူ့ကိုမပါမဖြစ်အသုံးပြုရပါမယ်เนาะအဲ့ဒါကိုကြီးညက်အောင်ထောင်းပါမယ်เนาะအာရပါရထောင်းပါအရေးတွေအများကြီးထွက်အောင်ထောင်းပေးပါမယ်เนาะ ဘာဖြစ်လဲဆိုတော့ဂျင်းကအဖတ်မယူဘူးအရေကြီးပဲညစ်ထုတ်ပြီးတော့ယူမှာမို့လို့နော်ဒီစင်တီယာလို့ရှိရင်အရေတွေကိုညစ်ထုတ်လိုက်ပါနော်ဒီအဖတ်ကျတော့အသုံးမပြုဘူးပေါ့နော်ဒီအရေကိုသာအသုံးပြုပါဖြစ်တဲ့အတွက်ကြောင့်အရေကိုမြေုပ်စုံထဲမှာခြံထားပါပြီးလို့ရှိရင်ချစ်ထားတဲ့ငဖေသားကိုထည့်ပါပြီးလို့ရှိရင်တိတိကျကျသမအောင်ထောင်းပေးပါဒီဂျင်းကဒီ ငဖယ်ချစ်ထားတဲ့အသားတွေအထဲအကုန်လုံးဝင်တော့တမနေအောင် ဖြစ်မှတော့မမွေးကလေးကြော်တဲ့ခါကျရင်အဲ့လိုလေးဖြစ်ပါမယ်နော်အညီနှံကိုလုံးဝထိမ့်ပါတယ်စားကလေးလူအသက်လောက်နည်းနည်းလေးပဲထည့်ပါမယ်နော်ပြီးလို့ရှိရင်တော့ဒါကတော့မို့အမုတ်ပေါ့နော် mushroom မုတ်အဲ့ဒါလေးဒဇွန်ဒဇွန်ခွဲလောက်ထည့်လိုက်ပါတယ်နော်ဒီနေရာမှာကိုကကြက်သားမုတ်အချိုးမုတ်အသုံးပြုခြင်းလည်းရပါတယ်เนาะဒါကကိုယ့်ရဲ့သဘောပါ ပြီးလို့ရှင်တတိချာချာအာရပါရစီးတဲ့အထိထောင်းပါမယ်နော်စေရှိလက်ရှိကိုထောင်းပစ်လိုက်ပါမကျေနပ်တာတွေအကုန်လုံးထည့်ပြီးထောင်းမယ်ပြီးလို့ရှိရင်ကာရလွယ်အောင်ဆိုတော့စီလေးထမင်းစားစွန်းတစွန်းထည့်ပြီးတော့ထပ်ထောင်းပါတယ်เนาะဒီအနေထားရောက်လို့ရှိရင်သူကစီလေးလည်းပါပြီးဆိုတော့သူလည်းတင်းကလေးနဲ့အယမ်းကိုစားလို့ကောင်းတဲ့ငဖယ်လေးပေါ့เนาะတချို့လူကစီထည့်တော့မထောင်းဘူးဒါပေမဲ့ တယောက်နဲ့တယောက်လုံနီးမတူတဲ့အတွက်ကြောင့်ဒီမှာကတော့စီလေးထည့်ပြီးတော့ဒီလုံနီးလေးကို ပြထားပါဘောနော်အဆင်ပြေလို့ရှိရင်တော့စီထည့်ပါအဆင်မပြေဘူးမကြိုက်ဘူးဆိုလို့ရှိရင်စီမထည့်ပါနဲ့နော်စီထည့်တယ်ဆိုတာကကင်ရတာလဲလွယ်တယ်ဘောနော်ပြီးလို့ရှိရင်စီကိုအပူပေးပြီးတော့ဒဲအိုးထဲမှာကြောပါမယ်နော်ငဖယ်ကိုလေပြန်တော့မှာပဲဆိုတော့အပြားလိုက်မလုပ်တော့ဘူးတေးတေးတေးလေးတွေနဲ့လှုပ်ပြီးတော့မြင်မြန်လေးကြက်အောင်ပဲကြော်လိုက်တော့မယ်နော် ကယ်လို့ကိုကချက်စားမှာတော့ဘာလို့ဆိုလို့ရှိရင်အပြားလိုက်လှုပ်ပြီးတော့ကြော်ပါเนาะဒီပုံစံကတော့ကိုနှစ်တက်တဲ့ပုံစံကိုကြော်ပါဒီမှာကျတော့ပပားလေးပြန်လီးပြီးတုပ်မှာဆိုတော့လေတသေးလေးပဲကြော်လိုက်ပါတယ်เนาะသူကလေထောင်းလိုက်တာတအားအဲ့လိုစီစီလေးဖြစ်နေတဲ့အတွက်ကြောင့်သူကရွရွလေးမမလေးဖြစ်နေတယ်เนาะအရန်စားလို့ကောင်းပါတယ်ပြီးလို့ရှိရင်အဲ့လိုမျိုးစီစီလေးဆိုတော့လေသူကထုတ်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 လေးလည်းဖြစ်တယ် ပေါ့နော်အဲ့ဒါကို ကျွတ်တာနဲ့ဟိုဘက်တစ်ဖက်ကိုလမ်းပါမယ်နော်အရန်ကြီးကျွတ်တဲ့အထိတော့မကြော်ဘူးပြန်တော့မှာဆိုတော့လေနော်ဒီလောက်ဆိုလို့ရှိရင်အဝါရောင်လေးနည်းနည်းသန်းလိုက်တာအနည်းတော့ပဲပေါ့နော်ဒါကိုစီစစ်လိုက်ပါမယ်နော်စီစစ်ပြီးတော့ပုဂံတစ်ခုထဲမှာထားတော့အေးခတ်ထားမယ်ပေါ့နော်ဒီငဖယ်တကောင်ကလေတော်တော်များများလေးရတယ်နော်ဒီငဆုပ်တုတ်တဲ့ အာဆိုလို့ရှိရင်သူက3ခွက်စာလောက်ရတယ်ဆိုတော့လူဘယ်လိုပဲဖြစ်ဖြစ်9ရောက်စာလောက်စာလို့လောက်တယ်ပြန်တုပ်ပါမယ်မြုပ်ဒီစိလူအပ်တလောက်ပပပပလီရထဲ့မယ်နော်ချင်းဆက်ဆိုတော့နည်းနည်းလေးအဆက်ကဲထားလိုက်မယ်ဒီညနေအတွက်ကိုနော်အဲ့ဒါကိုပပလီမယ်ကျက်သွန်းကြီးကိုလည်းပပလီရလီပါမယ်အတုပ်တုပ်တဲ့အခါကြာလို့ရှိရင်ပါဝင်တဲ့ပစ္စည်းတွေကပပလီလီလို့ရှိရင်ပို့ပြီးစားလို့ကောင်းတယ်နော် ော်ဘီထုတ်နေနေထဲ့တယ်ဂော်ဘီလေးကိုလည်းပားနိုင်တလောက်ပားအောင်တတိချာဆိတ်ရှိလက်ရှိလေးလီးပါမယ်နော်ပြီးတာနဲ့ပကံထဲကိုစစ်စီရီလေးပြန်ထည့်လိုက်မယ်နော်ခုနလီးထားတဲ့အတီရွက်တဲ့အကုန်လုံးကိုပေါ့နော်ပြီးလို့ရှိရင်ငဖယ်လေးတွေကိုကက်ကြီးလေးနဲ့တတိလေးပပားလေးတွေလီးချလိုက်ပါမယ်နော်ဒီငဖေကိုတုတ်နေတဲ့အချိန်မှာလေမြန်မာပြည်မှာအောင်တတိယဝါတယ် street food တွေမှာအရန်ကိုလူကြိုက်များတဲ့ငဖယ်ချင်းစက်တုတ်တို့အဲ့လိုရက်ခိုင်မုတ်တီတို့အဲ့လိုမျိုးတွေပေါ့နော်တတိတောင်ရသွားတယ်ပေါ့နော်ဒါကိုကိုတပွဲစာပေါ့နော်အဲ့လိုမျိုးကျန်တဲ့ဟာတွေကြတော့နောက်မှထပ်သုံးမယ်ဒါကတော့နန်နန်ဘေးမှာနန်နန်ဘေးကရေခဲလေးနည်းနည်းအုပ်သွားတယ်ဆိုတော့တိတ်မလက်တော့ဘူးဒါမှမဟုတ်မွေးနေသေးတယ်ပေါ့နော်ပြီး mushroom မုတ်ထည့်ပါမယ်ဒီအစ်စ်မှာစားမထည့်တော့ဘူးနော်ဒီအဟာကြတော့ချက်တုံဖြူရဲ့ တက်မြသည်ရေကိုဒါထောင်းထားတာဗောနော်ပြီးလို့ရှင်မြုပ်ဒီစိမ့်နေနေနေပါတယ်အဲဘူးထဲမှာထည့်ထားပြီးသားဖြစ်တဲ့တကြောက်အဲ့ဒါပဲအသုံးဖြူတယ်နော်အဲ့ဒါကကြက်သွန်ဖြူနဲ့တက်မြသည်ပါပဲနော်တခြားဟာဘာမှမဟုတ်ပါဘူးအဲ့ဒါကိုကြက်သွန်ဖြူကိုထောင်းပြီးလို့ရှင်တင်မြသည်ညစ်ထဲ့ပြီးလို့ရှင်တုပ်လိုက်ပေါ့နော်တုပ်ပြီးလို့ရှင်တော့ဒါပွဲပြင်းပါမယ်နော်ပွဲပြင်းတဲ့အခါဒါတော့မှနော်စားပြီးပြီးနော်ဒီအသံပြန်သွင်းတဲ့အခါကြာတော့လေ ထပ်ထောင်စားခြင်းနဲ့တည်ရီတောင်ယူလို့ဇွေးတောင်မြက်မြို့ချရရတယ်เนาะဒါကတော့ပြီးပါပြီเนาะကြည့်ရှုတဲ့သူအားလုံးကိုပေါ့เนาะရန်ကျေးဇူးတင်တဲ့ဗီဒီယိုလေးကိုလည်း share ပေးပါဦးเนาะ